အားလုံးပဲမင်္ဂလာပါဒီနေ့ဂျော်လာ20ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေစုံလင်ထေကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့စက္ကဆတကိတ်အာကွာအားထားဖြစ်တဲ့လေယံပြေနော်လေယံပြေရောင်းတဲ့နိုင်ငံ ဲ့ဒါကကျွန်တော်တို့တရုတ်နိုင်ငံ AVIC လို့ခေါ်တဲ့အဲ့ဒီ company ကနေပြီးတော့ကျွန်တော်တို့ Y12 တွေ Y8 တွေလျံပြန်တွေကိုရောင်းချပေးတယ်ဆိုတော့အဲ့ဒီလျံပြန်ရောင်းချတဲ့ company တရုတ် company ကို share အများစုဝင်ထလာကပါမှာဆိုလို့ရှိရင်တော့အများစုပဲအဲ့ဒါက5.3 share ကိုနေပြီးတော့ပိုင်ဆိုင်ထားတဲ့ဒီ company Airbus company ကနေပြီးတော့အဲ့ဒီလျံပြန်တွေထုတ်လုပ်တဲ့စစ်လျံပြန်တွေအခုပြည်သူလူထုတွေကို ဘုံချေတိုက်ခိုက်တဲ့အဲ့ဒီလေးပြင်တွေကဆိုလို့ရှိရင်အခုနောက်ကဥရောပသမဂ္ဂကလည်းအများဆုံးအဲ့ဒီမှာ share ဝင်ထားတဲ့ company ဖြစ်တယ်ဆိုတော့အဲ့ဒီ company ကနေပြီးတော့စီလီယံပြင်တွေဆက်လက်နဲ့ပစ္စည်းတွေကိုရောင်းချတယ်ဆိုတော့အခုကတော့အဲ့ဒီ company ကနေပြီးတော့ရုပ်သိမ်းလိုက်တယ်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတဲ့အခါကျတော့နော်ပီသူလူထုတွေနော်တောင်းဆိုကြတဲ့ပီသူလူထုတွေမြန်မာပီသူလူထုတွေကပါရရမှရှိတဲ့ပီသူလူထုတွေစန္ဒပြတဲ့အခြေချင်းစန္ဒပြ ဒါဟာဆိုလို့ရှိရင်အကျိုးရလဲတွေရရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာဝေဝေးဆဆဖော်ပြထားတဲ့အကြောင်းအရာတစ်ခုအနေနဲ့တွေ့ရမှာနောက်တစ်ခုကကျွန်တော်တို့ last one မြန်မာဆိုလို့ရှိရင်တော့ SSPP နဲ့ကျွန်တော်တို့ MDA တို့သူတို့အငင်းပွားမှုတွေဖြစ်တယ်เนาะအငင်းပွားမှုတွေနေမြေအငင်းပွားမှုတွေဒါကတော့ငါပိုင်တယ်သူကတော့ငါပိုင်တယ်စသဖြင့် နော်ဒီနေမြေတွေကို MND ကလည်းရှမ်းပြည်မှာပဲနော်ရှမ်းပြည်နေမြေမှာပဲသူတို့တိတ်ပိုက်ထားတယ်ဆိုတဲ့ခါကျတော့သူတို့ပိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့နေမြေအငင်းပွားမှုတွေဖြစ်တယ်ဒါတော့အဲ့ဒီမှာထိခိုက်တည်ဆုံးမှုတွေကလည်းရှိတယ်သူတို့ပထမတစ်ချိန်ညှိနှိုင်းတယ်မရဘူးဒုတိယတစ်ချိန်ညှိနှိုင်းတယ်မရဘူးအခုတတိယတစ်ချိန်မှာဆိုလို့ရှိရင်တော့အောင်မြင်မှုတွေသူတို့ agreement တွေကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်အတိတ်ပြရတော့ဒေါ်လာရဲ့အချင်းချင်းတို့ရမှာဖြစ်ကြတော့မလာကိုပဲကျွန်တော်တို့ ားပြုပြီးတော့တိုက်ကြရအောင်ဆိုတဲ့ agreement တစ်ခုကိုသူတို့ရရှိသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကဒီ blade เนาะ blade မှာဆိုလို့ရှိရင်တော့ကန်တော့ western ကိုဒီ PLA ကဥဆောင်ပြီးတော့တိုက်ခိုက်တာ တော်တော်ကြာနေပြီအဒီမှာ PI လေးတစ်ခွင့်တော့မဟုတ်ဘူးเนาะအဒီမှာတော်ရင်ရောက်ခဲ့အများကြီးပါတယ်ဆိုတော့အဒီနေနေ yes ခံလို့ကျွန်တော်တို့ wind ထားတယ်ဆိုတဲ့ဟာကိုလည်းအရင်အရင်တည်နေမှာဆက်တက်ဆက်တက်ကျွန်တော်တို့ပေါ်ပြပြတာဖြစ်တယ်အဒီတိုက်နေနေနေအကြီးကြီးခုခံတိုက်ခိုက်တယ်ဒါပေမဲ့အဒီမှာကျွန်တော်တို့တိုက်နေတဲ့တစီကိုလည်း PI လေးကပြစ်ခတ်တယ်ဆိုတဲ့ဟာကိုတို့ထုတ်ပြန်လာလို့တွေ့ရတယ်เนาะ PI လေးကဒါပေမဲ့ဒီဖက်ကမအလားတို့เนาะအများစုကတော့အဒီလေးနဲ့ကပြတ်ကြတယ်အရင်ကเนาะဟောင်းတွေဖြစ်တယ် ကြတော့လေ up to date လေးလေးလို့မဟုတ်ဘူးအဲ့ဒီ account တွေကိုသုံးနေရတယ်အဲ့ဒီ account လေးပြန်ဆိုလို့ရှိရင်တော့ဒီမြေပြင်မှာတိုက်တဲ့လေးပြန်တွေမဟုတ်ပြင်းနဲ့သူတို့ကလေးပြန်ချင်းချင်းဟုတ်လေးပေါ်မှာတိုက်တဲ့လေးပြန်အမျိုးအစားဖြစ်တဲ့စက်တဲ့ဥပမာတွေကအများကြီးရှိတယ်ဒါပေမဲ့ခါရကချင်းဖြစ်တဲ့ PL ရတော့သူကိုယ်တိုင်ဖြစ်တာဖြစ်တဲ့ဆိုတဲ့ဟာကိုသူတို့ ောပြထားတာကိုပြန်လာကြည့်တယ်ဆိုတော့အဒီဒီနေ့ yes ခန်းကိုနေပြီးတော့ wine ထားတာတော့ကြာပြီအဒီထဲမှာကျွန်တော်တို့ wine ပုံတော့ပါတော့အများကြီးထောက်ထားတာရှိတယ်အဲ့ဒါကိုရှင်းလင်းနေရတယ်ဆိုတဲ့ဟာကိုတော့အဲ့ပတ်တော့ကတည်းကမှကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီနေ့ကတော့အဒီဒီနေ့ yes ခန်းကိုဒီပိုင်းအုံလုံးတင်ပိုက်လိုက်ပြီအဲ့ဒီမှာဒုံမိုးတွေရွာတယ်ပြီးလို့ရှိရင်တော့ ဒီမှာအလကလေးနဲ့ကြီးကျယ်ကကုခံနေတဲ့ဈာနေပြီးတော့ကျွန်တော်အမြင်ဆိုတိတ်ပိုက်နေတယ်ဆိုတဲ့ဟာကိုဒီနေ့တကင်းကောင်းခုနေတဲ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီနေ့တတိယမီဒီယာလောကမှာဟောဆောင်ထားတဲ့နော်တင်းကတော့ဒေါက်အောင်ဆန်းစုကြည်ရဲ့80အနည်း80ပြည့်မွေးနေ့ဆုတောင်းအဲ့ဒီဗီဒီယိုတွေဂျန်တာပြမှုတွေအခုနောက်ကဒီမွေးနေ့ဆုတောင်းတွေ လုပ်တဲ့အစီအစဉ်တွေအားလုံးကိုလေ့ပြီးတော့ဒီဒီလူမှုကော်ရက်ပေါ်မှာတော်ကိုနမိုးထားတဲ့အရာတစ်ခုဖြစ်တယ်။အဲ့ဒီမှာသင်ပေါ်ကြော်ကြားတဲ့လူတွေပါဝင်လာတယ်เนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့အယုကြည်ရဲ့ဥယင်မွန်အဲ့ဒါကကိုရဲ့ဝင်ကြီးဥယင်မွန်တို့ပြောတဲ့စကားတွေပြီးလို့ရှိရင်တော့ဦးမင်းကိုနိုင်ပြီးအဲ့ဒီထက်မှကျွန်တော်တို့ထူးထူးခြားခြား ဖော်ပြထားတဲ့အကြောင်းအရာကပါလို့ဆိုလို့ရှိရင်တော့ DNA ရဲ့ပုံချုပ်ဓာတ်ပုံချုပ်ဒါကလည်းပေါ်ပြီးမှုဖြစ်တယ်။ဆိုတော့သူကလည်းမွန်းနေနော်သူတောင်စကားကိုပြောနေပြောတဲ့ဟာကတော့ Happy birthday တော့ဆန်းစစ်ကြီးတစ်ချာအနေလုံးပြောပါလိမ့်မယ်ဒီမှာကိုယ်ကလည်းအနေလုံးပြောဆောင်နိုင်ပါသေးတယ်ကျွန်တော်ဒီပုံမှန်တင်ထားပေးတယ်ဆိုတော့သူပြောတဲ့စကား Happy birthday တော့ဆန်းစစ်ကြီးမီဒီယာလောကမှာအနေလုံးပြောပါလိမ့်မယ်ဒီကလူတွေကတော့ကိုယ်ကျင်းအားရဖြစ်တဲ့ နောက်ပြီးတော့ပိုင်းစားလေးခုဖြစ်တယ်ဆိုရင် Happy birthday to Sasji ဘာလို့လဲဆိုတော့ DNL ကဒီလိုဆက်ဆက်ဆွေးမှုတွေကိုဝယ်လက်ခံပြီးတော့ဒီ UNG နဲ့လုံးဝဆက်ဆက်မှုမရှိဘူးဆိုတဲ့ဟာကိုသူတို့ကပြောထားတာဖြစ်တယ် UNG ရဲ့တကယ်ကောင်းဆောင်လို့ပြောလို့ရတဲ့ ID ရဲ့ဥက္ကဋ္ဌအခုတော့အောင်ဆန်းစုကြည်ကိုနော်အဲ့လိုမျိုးမွေးနေ့ဆူတောင်းပေး စကားကိုပြောတာကသူတို့အတွက်ထူးဆန်းဖြစ်နေတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်တို့ highlight လုပ်ပြီးတော့တော်တော်ကိုဖော်ပြထားတဲ့တဲ့တဲ့ပုံဖြစ်တယ်ဆိုတော့နောက်တစ်ခုကနိုင်ငံခြားမှာဆိုလို့ရှိရင်တော့ EU ဥရောပတို့ပြင်သစ်တို့ဂျာမနီတို့ G7 နိုင်ငံတွေပေါ့ဒါပေမဲ့ G7 နိုင်ငံလို့ပြောတဲ့အထက်မှာကျွန်တော်တို့ဒီအမေရိကတော့မပါဘူးပေါ့เนาะဆိုတော့အဲ့ဒီနိုင်ငံတွေကလည်းတောင်ဆန်းစုကြည်ရဲ့အနည်း80ပြည့်เนาะမွေးနေ့ နော်ဆူတောင်းစကားတွေကိုပြောကြတယ်ဆိုတော့တည်င်းကတော့တကိတည်င်းမီဒီယာလောကမှာလုံးချုံထားတဲ့တည်င်းဘုတ်ဖြစ်တယ်။နောက်တစ်ခုကဒိမတ်နော်ဒိမတ်နိုင်ငံမှာဆိုလို့ရှိရင်နိုင်ငံပေါင်း26နိုင်ငံပါဝင်တဲ့ဇွန်တွေလွှတ်ကြတယ်။အဲ့ဒီမှာဇွန်လွှတ်ဝါသနာရှင်တွေကအယောက်ပေါင်း9000ပါဝင်ပတ်သက်မှုရှိတယ်။အဲ့ဒီမှာသူတို့အဲ့ဒီဇွန်တွေကဆိုလို့ရှိရင်အမျိုးမျိုးပုံစံအမျိုးမျိုးနဲ့သူတို့အဲ့ဒီမှာကျင်ပါကြတယ်။အဲ့ဒီမှာတကိစိတ်ဝင်စားအများဆုံးရတဲ့ အဆုံးကတော့ဆုံးအကြီးဆုံးပေါ်တော့အနာကမီတာတရာရှိတယ်တော်တော်ကြီးတယ်အဲ့ဒါကကျွန်တော်တို့အင်ဒိုနီးရှားနေမှာလုပ်တဲ့ဆုံးအဲ့ဒီဟာကိုနေပြီးတော့တတိမီတရာတွေမှာကျွန်တော်တို့ဖော်ပြထားတာဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့လူတွေကလည်းထူးထူးခြားခြားတွေပဲเนาะနိုင်ငံပေါ့26နိုင်ငံတောင်မှပါဝင်ပြီးတော့ဒီဆုံးရဲ့เนาะပြိုင်ပွဲเนาะအဲ့ဒီမှာသူတို့ပါဝင်ဆင်နွှဲကြတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ထူးခြားတဲ့တဲ့တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပေတူတန်အဲ့ဒါကထိုင်း ိုင်းရဲ့ဝန်ကြီးချုပ်သူကလည်းခဏခဏဆန္ဒပြခံရတယ်ပြီးလို့ရှိရင်တော့ခဏခဏကျွန်တော်တို့ဝေဖန်ပြစ်တင်သူ့ကိုဒီလွတ်တော်ကနေပြီးတော့ထုတ်ဖို့တမဝန်ကြီးချုပ်ရထုတ်ကနေပြီးတော့ထွက်ပြဖို့စသည်ဖြင့်ဒီဆန္ဒပြမှုတွေကလည်းခဏခဏရှိတယ်အခုကပါလဲဆိုတော့သူတို့ကဒီထိုင်းနဲ့ဒီကမ္ဘောဒီးယားနဲ့နေဆက်မှာနေဆက်မှာသူတို့ကအငင်းပွားမှုတွေရှိတယ်သူပိုင်တဲ့ကိုပိုင်တဲ့သူလုံးနဲ့ကိုလုံးနဲ့စသည်ဖြင့်တကယ့်အကြီးကြီးမမသူတို့အဲ့လိုမျိုးရက်ခိုင်မှုရှိတယ်ဆိုတော့ကမ္ဘောဒီးယားရဲ့ဝန်ကြီးချုပ်နော်ဟွန်ဆန် ူနဲ့ဒီထိုင်းဝန်ကြီးချုပ်ခုနကပီတူတန်နဲ့သူတို့နှစ်ယောက်စကားပြောကြတယ်စကားပြောတယ်အဲ့ဒီအတန်ဖိုင်နော်အဲ့ဒီအတန်ဖိုင်ကပေါက်ကြသွားတယ်ပေါက်ကြသွားတဲ့အခါကျတော့အခုရှက်ဝါလို့ခေါ်တဲ့နော်ဒီအတိုက်ခံပါတီပေါ့နော်တိုက်ခံပါတီကအဲ့ဒီမှာဂျေးဂျေဆန္ဒပြနေတယ်လူပေါင်း2000ကျော်နော်2000ကျော်ဆန္ဒပြကြတယ်အဲ့ဒီရထူကနေပြီးတော့ထွက်ပေးဖို့နော်ထွက်ပေးဖို့လွတ်တော်တို့ကိုဖျက်သိမ်းဖျက်သိမ်းပြီးတော့အဲ့ဒီဝန်ကြီးချုပ်အစ်စ်ကိုပြန်ပြီးတော့ရွေးချယ်ပေးဖို့စတဲ့ကတူတော့တောင်းဆိုကြတယ်။အဲ့ဒီအတန်ဖိုင်ကပြောထားလဲဆိုလို့ရှိရင်တော့အဲ့ဒ ဒီနေဆက်မှာရှိတဲ့အမှတ်နဲ့နော်စစ်မိုးကနေပြီးတော့သူတို့အခြေတင်ပြောကြတယ်နော်အဲ့ဒီသူမဆုံနိုင်ကိုမဆုံနိုင်စသည်ဖြင့်ဒီလိုမျိုးအခြေတင်တွေပြောတဲ့ဟာကိုသူစကားကိုနားမထောင်နဲ့နော်ကျွန်မစကားကိုနားထောင်ဘယ်လိုလဲဆိုတော့အကုန်လုံးဥလေးလို့ခေါ်တာပေါ့နော်အဲ့ဒီထိုင်းဝန်ကြီးချုပ်ကအခုကမ်ဘောဒီးယားရဲ့ဝန်ကြီးချုပ်ကိုနေပြီးတော့သူကပြောတယ်ဥလေးနော်အဲ့ဒီအမှတ်နဲ့စစ်မိုးပြောတဲ့ဟာကိုနားမထောင်နဲ့ဘာဖြစ်ချင်းတယ်လဲကျွန်မအကုန်လုံးလုတ်ပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်နော်အဲ့ဒီတန်ဖိုင်ကနော် ပေါက်ကျသွားတယ်ပေါက်ကျသွားတဲ့အခါကျတော့အခုကမ္ဘောဒီးယားဖက်ကလည်းတော်ကိုဆန္ဒပြနေတယ်အဲ့ဒါကလုံးဝမဖြစ်သေးဘူးအခုထိုင်းဖက်ကလည်းတော်တော်ကိုအဒီပေတူတန်ကိုရာထူးကနေပြီးတော့ trap ပစ်ဖို့အတွက်နောက်သူတို့အကြီးအကျယ်ဆန္ဒပြတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေးရတယ်နောက်တစ်ခုကကျွန်တော်တို့ဇော်ဖိုဟိန်ဇော်ဖိုဟိန်ကတော့သူပြင်ဦးနေမှာနေတယ်အဲ့ဒါကငရန်ချောင်းရက်ွက်ကြီးစစ်ကိုမှနေတယ်နော်အဲ့ဒါကနော်တကိတ်စစ်တပ်ကိုအကြီးကြီးကြီးဝေဖန်တယ်ဝေဖန်တဲ့အထက်မှာကျွန်တော်တို့တကိတ်အကြီး အခုမှအလာတို့အခုပိုချုပ်တယ်ကြီးပိုင်းတွေတော့မှတကယ်ပပဆက်ဆက်ပြောတဲ့လူတယောက်ဖြစ်တယ်ဆိုတဲ့ခါကျတော့သူကတော့တော်တော်ကိုနာမည်ကြီးတယ်တော်လည်းဖက်နေလဲသူကလည်းသူဖြစ်တယ်လို့သူကလည်းရန်သူဖြစ်တယ်ဘာဖြစ်ဆိုတော့အဲ့ဒီစစ်ပိုချုပ်တွေလည်းစာမှုတွေကို အဲ့ဒီရင်အိုးလေးမှာဒီအိဆာတို့ဘာလို့မတော်ဘူးလဲဆုတ်ဖတ်မှုတွေရှိတယ်စစ်ကောင်စီကဘာစီထားလဲလိုင်းတော်ကတော့ဖုံးနေတော့အန်နွန်စတိုရီမှာဆစင်းရဲတော့ပြောလို့ရတာမှုတစ်ဆောက်ကအဲ့ဒီရန်ကုန်ကိုကြည့်တော့ပို့လိုက်တယ်အင်္ဂလိပ်တရားကဒီဆက်ပြီးစီကတရားဆွဲတယ်နော်တရားဆွဲပြီးတော့ဖိုးကတော့အရင်ချောင်းကြီးရရက်ွက်ကြီးစကူပါနေတယ်ဆိုဖုံးနေကိုစစ်ကောင်စီကဇွန်လနေ့နေ့မှာဖမ်းဆီးလို့ရှိရင်နော်အန်နွန်စတိုရီမှာဆစင်းကဇွန်လဆနေ့နေ့မှာပြောလို့မျိုးပါရက်ကမှာချုပ်ရက်ရက်ထပ်ယူပြီးအများကြီးပါဆောင်တယ်အလုံးမြောင်းနေဒီဆက်ပြီးစီကတော့ ့ဘာ66ကဟာကြီးစကြောင်းမှာစတဲ့လောက်စတဲ့မှာဘီဦးလို့ရေစကန်ကပြန်ပို့တာဟုတ်ခါနဲ့စင်ကစတဲ့ပြန်ဒီဘီဦးလို့ရေစကန်ကပုံမှန်ငါးလာတယ်ဆိုတဲ့ဟာကဘာဘာကဘုံမှန်66ကဟာကြီးရဲ့ဂျပန်နိုင်ငံရဲ့ဥပမာဒုက္ခနဲ့စကားနဲ့ဥပမာလေး ဒါမဲ့ဇွန်လ26ရက်နေ့ယုံကြည်မှာကလူဘုံမှာငားငါကောင်းစစ်မယ်။စာဘက်ဘက်ကဆွဲထားတဲ့လူတွေအတွက်တတုကံတွေကဓမ္မကံစာတင်ထားတယ်လို့ပြောပါတယ်။စစ်တပ်တို့ဖြစ်နေတဲ့စစ်တိုင်းဘုကစာမှုရရှိစစ်စစ်ကြီးနိုင်ငံတွေကိုအစမှုတွေကိုထောက်ပြလို့စစ်တပ်ခြေကျူးနေတတုကံတွေကမှမြုံကျူးလာတယ်။ခုလိုဘန်းခါလာဖြစ်တယ်လို့စမှုလောင်းတယောက်ကသုံးသပ်ပြောဆိုပါတယ်။တစင်ဦးတို့တတော်ကန်သူဆုံးဘုရားရှင်သူရဲ့လောက်ပေါ်တက်လုံးပြီးဖြစ်တဲ့အညီအောင်မင်းဘာညွတ်ကျော်စွာကိုတက်စားရတဲ့ဒီကတိုင်းပေးခဲ့ကြသလိုရမှာသူ့ချက်မှန်နေပြီးတော့ မမမရက်စီဦးတာဘုလိုလောက်ရဲ့အတွက်လုတ်ပေးတာကိုရှင်ပေးတဲ့အတွက်တက်ထောက်ရတဲ့ပြည်သူစိတ်ဖွဲ့တွေကဝယ်မှန်မှုတွေရှိနေပါတယ်ဒီဟာကိုကျွန်တော်တောင်းတောင်းလေးကိုကျွန်တော်ပြောချင်တယ်နော်နိုင်ငံတော်အကြီးကြီးနေတယ်နော်အတားကဆိုဖို့ဟင်းပြည်တွင်းတဲ့ပြည်သူစစ်ကြောင်းတွေရဲ့အခြေအနေတွေရဲ့နောက်တာရသေးတယ်အဲ့ဒီစစ်တပ်ကအနိုင်ကျင်းလားပြည်သူစစ်တွေ ဒီမှာဆိုလို့ရှိရင်တော့တော်တော်ကိုနှုတ်ထွက်တဲ့လူတွေလည်းရှိတယ်ဆိုတဲ့တတိယမှာလည်းကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုက AR ဒီတိုက်လင်းမျက်နှာမှာအဲ့ဒီသိန်းတို့ဂုံးရွာမှာရှိတဲ့နေမရစ်ခန်းကိုနေပြီးတော့ AA နဲ့ပူပေါင်းဖွေးတွေကတိုက်ခိုက်သိမ်းပိုက်တယ်။ပြီးလို့ရှိရင်တော့အခုရခိုင်ပြည်နယ်အဲ့ဒီကြောက်ဖြူနော်ကြောက်ဖြူအမှတ်30နဲ့နှစ်ညရေတိုင်းရင်သူကလည်းတော်တော်ကြီးတယ်နော်သူ့ကိုတိုက်တာတော်တော်ကြာနေပြီဆိုတော့အဲ့ဒီမှာကာခင်း အဲ့ဒီကာဂိမ်းမှာကလူအယောက်ပေါင်း browse လေးရှိလဲဆိုလို့ရှိရင်အယောက်ပေါင်း100ရှိတယ်အဲ့ဒီစကားစရအယောက်ပေါင်း100ကိုနေပြီးတော့ခြေမုံတိုက်ခိုက်တယ်90ကျော်တည်သွားပြီဆိုတော့အခု40ကျော်ပဲကျန်တော့တယ်เนาะအဲ့ဒီထဲမှာเนาะအဲ့ဒီကာဂိမ်းမှာဆိုတော့အဲ့ဒီဒီအမှတ်32ရေတိုင်းရင်ကို ရောက်ဖို့ကတော့နည်းနည်းလိုသေးတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အလားကအေအေရဲ့တည်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ဒီအေအေကိုတိုက်ဖို့ပြင်ဆင်နေတဲ့เนาะအဖွဲ့အဖွဲ့ရှိတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့ရခိုင်ပြည်မှာမွတ်စလင်လက်နက်ကိုင်တွေเนาะအကြမ်းဖက် အဖွဲ့တွေရှိတယ်အဲ့ဒါကကျွန်တော်တို့ဒီမှာသွားပြီးတော့သူတို့ကစူးစုံနေဆိုလို့ရှိရင်ဟုတ်ဖက်မှာเนาะကောကစားမှာကောကစားမှာအဲ့ဒါကဒုက္ခသစ္စာခံဖြစ်တယ်ဒီမိုဆလင်တွေဒီဖက်ကမြန်မာပြည်က ဒီတော့ဒီဟာကဟိုဘင်္ဂလားဒေ့ရှ်ဖက်မှာဒီကောကစားမှာဆိုလို့ရှိရင်ဒုက္ခသစ္စာခံရှိတယ်နော်ဒီဒုက္ခသစ္စာခံမှာဆိုလို့ရှိရင်အာအသစ်နော်အဲ့ဒီလူအသစ်တို့ဆူဆောင်းပြီးတော့ PE ကိုတိုက်ဖို့ပြင်းနေတယ်ဆိုတဲ့ဟာကို ICG လို့ခေါ်တဲ့ International Crisis Group ကနေပြီးတော့တတိပေးလိုက်တယ်ဆိုတဲ့တတိငလည်းကျွန်တော်တို့တွေ့ရတယ် AA ကနေပြီးတော့သူနဲ့တိုက်ရတယ်ဆိုလို့ရှိရင်မာလာနဲ့တိုက်ရတယ်မာလာကခုနကမွတ်စလင်လက်နက်ကင်တွေကိုအဲ့ဒီမှာသူတို့လက်နက်တွေထောက်ပံ့ပေးတယ်ကြောထောက်နောက်ခံပေးတယ်အေအေကိုတိုက်ဖို့တဲ့သူတို့ကအဲ့ဒီမှာ စစ်တွေ့ကြွလို့ကောနော်စစ်တွေ့ကြွအောင်နော်တွေ့လို့ကြွအောင်အဲ့လိုမျိုးမာလာကဖန်တီးပေးတယ်အဲ့ဒီပြတော့အဲ့ဒီမှာလက်နိုင်ကန်တဲ့ဖွေရတော့ဒီ AA ကိုတိုက်ဖို့အတွက်အနောက်ရှက်တစ်ခုအနေနဲ့သူတို့တွေ့ရနေမယ်နော်သူတို့ကအရင်တော့ကတော့ AA ကတော့ကျွန်တော်တို့သဘုံလို့ပြောလို့ရတာပေါ့နော်မာလာတော့အရှင်ပေါ့ဆိုတော့အခုကတော့မာလာတော့ကျွန်တော်တို့သဘုံဖြစ်သွားတယ်နော်သဘုံဖြစ်သွားတယ်အဲ့ဒီမှာ AA ကတော့သူ့ရဲ့ပိုင်ရှင်ဖြစ်သွားတယ်ဆိုတော့ပိုင်ရှင်ကိုအခုနော်သဘုံ၄ယောက်ကတိုက်တယ်နော်အဲ့ဒါကကျွန်တော်တို့အာစာအဖွေရဲ့ ပြီးလို့ရှိရင်တော့အခုမလာတော့ဖွေးရဒီနှစ်ခုကသဘုံဖြစ်သွားပြီးတော့အခုအေအေကတကယ့်မူရင်းပိုင်ရှင်ဖြစ်သွားတယ်ဘာဖြစ်ဆိုတော့နေနေအများစုကိုပိုင်ထားတယ်ကျွန်တော်တို့ရခိုင်ပြည်မှာဆိုလို့ရှိရင်တော့မြို့နယ်ပေါင်း18မြို့နယ်မှာကျွန်တော်တို့ သုံးမျိုးနေပဲကျွန်တော်လည်းကြောက်ဖြူမန်အောင်စစ်တွေเนาะအဲ့ဒီမှာကျွန်တော်တို့ဒီဘလက်ဝါတစ်ခုပါလေနဲ့เนาะဒီဘလက်ဝါကိစ္စလည်းဒီပြဿနာကလည်းကျွန်တော်တို့ဒီဒေါ်လေးပြီးတဲ့နောက်ပိုင်းမှာဘယ်လိုဖြစ်လာအောင်လဲတော့မသိဘူးเนาะအရင်တော့ကတော့ချင်းပြင်းနေအခုကတော့ကျွန်တော်အေးအေးပထမဆုံးသိမ့်ပိုက်ထားတဲ့မျိုးတစ်မျိုးဖြစ်တယ်ဆိုတော့ဒါလေးပြဿနာတက်အောင်ပါပဲเนาะဒီဒေါ်လေးပြီးတဲ့အခါမှာကြားလို့ရှိရင်တော့ဒီဟာကိုနိုင်ငံရဲ့နည်းလမ်းနဲ့သူတို့ဖြည့်ရှင်းမယ်တကယ်နဲ့နိုင်ငံရဲ့နည်းလမ်းနဲ့ဖြည့်ရှင်းမရဘူးဆိုလို့ရှိရင်တော့ ဲ့ဒီမှာလဲကျွန်တော်တို့တချောပြန်တိုက်ဖို့ရှိဦးမလားမသိဘူးเนาะကျွန်တော်တို့ကြည့်ကြရအောင်ပေါ့เนาะဒီ black war ဟာလဲ positive ပြဿနာတော့မဟုတ်ဘူးเนาะဆိုတဲ့ခါကျတော့အခုချိန်မှာ dollar အချိန်ကာလဖြစ်တဲ့ခါကျတော့အဲ့ဒီမှာတော်တော်ကိုငြိမ်နေတာတွေ့ရတယ်ဆိုတော့ AA ကတော့နင်းနေအင်အားကြီးတဲ့ခါကျတော့ချင်းဖက်ကနင်းနေ short ပေးမလားဆိုတဲ့ဟာတော့ကျွန်တော်တို့မသိဘူးเนาะကျွန်တော်တို့နောက်ဆက်တွဲတည်င်းတွေနောက်လာမယ့်အချိန်တွေမှာ ဒီတော်လာရမလာပြုတ်ကြပြီးတဲ့နောက်ပိုင်းမှာဒီပြဿနာတွေကကျွန်တော်တို့အကြီးကျယ်တက်နိုင်တယ်ပြီးလို့ရှိရင်တော့ချမ်းပြည်မှာကို MNA တို့ TNLA တို့တင်ပိတ်ထားတဲ့နေမြေတွေမှာဆိုလို့ရှိရင်သူတို့တင်ပိုက်တယ်သူတို့ပိုင်တယ်ဆိုပြီးမှသူတို့ကတော့အတီပေါက်ပြောထားတာဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီနေမြေတွေလူပွေးတွေကတော့ဒီတော်လာရဲ့နောက်ပိုင်းမှာတော်ကိုရှိနေဥမာပဲเนาะအဲ့ဒါကိုဒီ UNG ကကောက်ကောက်မမမကန်နိုင်ဘူးဆိုလို့ရှိရင်တော့ဒီပြဿနာကတော်လာရဲ့ ီးသွားရင်လည်းဒီလက်နက်ကံတွေချက်ချင်းချားတဲ့ဟာကတော့ရှိနေဦးမယ်လို့ကျွန်တော်တို့ယူဆလို့ရတာပါเนาะဆိုတော့ဒီနေ့ဂျွန်လ20ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ